ဒီကနေ့ထိုင်းနိုင်ငံကို၃ရက်ကြာခီးရောက်ရှိလာတဲ့ဒေါက်ဆန်းစုကြည်ဟာထိုင်းအစိုးရရဲ့အစီအစဉ်နဲ့စမုတ်ဆွေခွန်ခရိုင်မှာရှိတဲ့မြန်မာအလုံသမားတွေနဲ့ခါလီထိုင်းခမ်းမမှာတွေ့ဆုံမှုအစီအစဉ်ထားခဲ့ပါတယ်ထိုင်းနိုင်ငံမဟာထိုင်းရဲ့ဟာပင်လယ်ရေထွက်လုပ်ငန်းဆက်ယုံနေရှိတဲ့အရက်ဖြစ်ပြီး မအလုံးသမားသိန်းကျော်အလုံးလုပ်ကန်နေတဲ့မျိုးဖြစ်တဲ့အတွက်ဘောဆန်းစုကြည်ကိုကြိုးဆိုကြတဲ့သူတွေပြည့်စုံလို့တဲ့လူတွေကဒီကနေ့မှာရာသီဥတုဆိုးရတဲ့ဂျာကစူယုံပြီးတာလီထိုင်းခမ်းမအစီအရက်ကိုတောင်းရှိလာခဲ့ကြတယ်။ဒါပေမဲ့ထိုင်းအာဏာပိုင်တွေကအလုံးသမားအရေးအတွက်900ကျော်ခမ်းမတဲ့ဝင်ရောက်ခွင့်ပြုခဲ့တဲ့အတွက်ဘောဆန်းစုကြည်နဲ့တွေ့လို့တဲ့အလုံးသမားထောင်ပေါင်းများစွာဟာလမ်းမတွေကိုပိတ်ဆို့ပြီးတွေ့ဆုံခွင့်ရရေးထိုင်းအာဏာပိုင်တွေကိုတောင်းဆိုခဲ့ကြပါတယ်။ နောက်ဆုံးဝင်ခွင့်ရတဲ့လူသမားတွေကခမ်းမပြင်မဲ့မှာစောင့်ဆိုင်နေခဲ့ပြီးဒေါ်အောင်ဆန်းစုကြည်ကခမ်းမနေရာကိုရောက်ရောက်ချင်းလူအုပ်ကြီးအကြောင်းမေးမြန်းခဲ့ရပါတန်ယုံတာဝန်ရှိသူတွေကဝင်ခွင့်မရသူတွေအကြောင်းရှင်းပြခဲ့တယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ယုံကသတင်းထုတ်ပြန်ခဲ့ပါတယ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ခမ်းမတဲ့ဝင်ခွင့်မရတဲ့အပြင်မှာစောင့်နေတဲ့အလုပ်သမားတွေကိုလည်းမိန်ကွန်းပြောကြားဖို့ညှိနှိုင်းစီစဉ်ခဲ့တယ်လို့ဆိုပါတယ်ထားလေတိုင်းခမ်းမမှာမြန်မာလူသမားတွေနဲ့တွေ့ဆုံရမှာဒေါ်အောင်ဆန်းစုကြည်ကဒီခီးစင်ဟာနှစ်နိုင်ငံချစ်ကြည်ရေး တိုးတက်ဖို့ဖြစ်တဲ့အကြောင်းမြန်မာလူထုသမားတွေအဆင်ပြေအောင်လဲမြန်မာအစိုးရအနေနဲ့လုပ်ကင်ပေးလို့ကြောင်းထိုင်းနိုင်ငံရောက်မြန်မာလူထုသမားတွေအနေနဲ့မြန်မာနိုင်ငံသားဖြစ်ကြောင်းအထောက်အထား CI ရဖို့ကြိုးစားနေကြောင်းနောက်မှာနိုင်ငံကူးလက်မှတ်ရဖို့အထီးအစီအစဉ်တွေရှိကြောင်းပြောကြားခဲ့ပါတယ်။ရှင်ဘိုးဘေးတိတ်ပြီးတော့ဒီပြောနေကျွန်မတို့ဒီကျွန်မရဲ့နိုင်ငံနိုင်ငံသားများရဲ့အတန်ကိုဆန်သားဆောင်ကြပါတယ်။ကျွန်မအနေနဲ့ဒီမြေတရားခံကြတာ ရလို့ဘာလို့လုပ်ပေးနိုင်လဲဘာလို့ပြောလဲလဲဆိုတော့ကိုယ်ဝင်နေနေပြောပါတမင်းနဲ့လက်တွေ့ကျစွာပြောပါတချို့ကိစ္စတွေကမဖြစ်နိုင်မှပြပါနဲ့ပြောလို့ရှိလို့ဆိုတော့အဲကျမတို့ကနေပြောမဖြစ်နိုင်ဘူးဆိုတော့ပြန်ပြောလို့ရှိပါရှိပါတော့အဲကျမတို့အခုအချိန်မှာဆိုလို့ရှိရင်နိုင်ငံနိုင်ငံသားများဟာ CO5 ရရဖို့အတွက်အလုံးပေါ်တော့အလုံးလုံးဒီမှာလုပ်ရဲကျမတို့နိုင်ငံနိုင်ငံသားများဟာ CO5 ရရဖို့အတွက်ကျမတို့ကြိုးစားနေပါတယ် တကယ်တော့ဒီမားတို့ကနေပြီးတော့နိုင်ငံရေးလက်မှတ်တရားစီရင်တာပါဒါကိုလည်းဒီကျမတို့ရဲ့ HMG နဲ့ HMG နိုင်ငံဖြစ်တဲ့ခြားရလည်းကန့်ကွက်ထောက်ပေါက်ပါကောင်းဆန်းစုကြည်ဟာခမ်းမပြင်ဘက်ကထောင်ထဲချတဲ့မြန်မာတွေကိုတွေးဆောင်ပြီးမိန်ကွန်းပြောဖို့စီစဉ်ထားပြီးမဲ့မိုးသည်သည်ထန်ထန်ရွာနေတဲ့အတွက်အဆင်မပြေပဲချစ်ခဲ့ရတယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးကသတင်းထုတ်ပြန်ခဲ့ပါတယ်။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး Facebook စာမျက်နှာမှာတော့ကောင်းဆန်းစုကြည်ရဲ့ခီးစဉ်လုံခြုံရေးချောမွေ့စေရေးအတွက် ထိုင်းအစိုးရတာဝန်ရှိသူတွေစီစဉ်ဆောင်ရွက်ပေးတာတွေကိုထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့နားလည်သိခံပေးကြဖို့ပန်ကြားထားတာတွေ့ရပါတယ်ခင်ဗျာ။